အားလုံးမင်္ဂလာပါ Cooking is the Football Show ကနေကြိုဆိုပါရစေ BBC Transfer Gossip ကဏ္ဍမှာပေါ်ပြထားတဲ့ဘောလုံးအပြောင်းအရွှေ့သတင်းတွေကိုတုံးသက်ဆွေးနွေးမှုလုပ်လိုက်ရအောင်ခင်ဗျာပထမဆုံးသတင်းကတော့ Team Talk ကပေါ်ပြထားတဲ့သတင်းတစ်ပုဒ်ပါ Liverpool တင်းဟာ AC Milan တင်းရဲ့အသက်25နှစ်အရွယ် Portugal Tottenham ကစားသမား Rafael Leao ကိုခေါ်ယူဖို့စဉ်းစားနေပေမဲ့ AC Milan တိုက်စစ်မှု Barcelona ကလည်းအလိုရှိနေတယ်လို့သိရပါပါခင်ဗျာဆိုတော့ ရာဖီလီယိုကဘလို့အခြေအနေမျိုးရှိလဲခေါ်ဖို့လွယ်တဲ့ကစားသမားလားဒါမို့ရင်မလွယ်တဲ့ကစားသမားလားအဲ့အပိုင်းအရင်စဉ်းစားလိုက်မယ်ပြီးမှလီဗာပူးနဲ့ဘာစီလိုနာတို့ရဲ့ဟိုခေါ်နိုင်ခြေရှိတဲ့အပိုင်းတွေကိုဆက်ဆွေးနေမယ်ဗျာရာဖီလီယိုကအသက်25ဆိုတော့အနေရရှိတဲ့အသက်ရရောက်နေပြီတောင်မန်ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ဒါကျွန်တော်က25ကိုအရင်ငယ်တယ်လို့မတတ်မဲ့ခြင်းတောင်မန်ကစားသမားရဲ့ဒီဆက်ခွန်လောက်တည်းကစွတ်ဆောင်ရေခေါင်းပြပြဝါနဲ့လှင်မြမှုနှုံးနေတဲ့ကစားတဲ့ အနေထားမျိုးရှိတဲ့အတွက်ကြောင့်ဒီအသက်ရွယ်ဆိုရင်ကျွန်တော်တွေကတစ်ချက်ပြန်ပြီးတော့ချိန်ဆရတော့မယ်25ကျော်သွားပြီ26 29ဆိုရင်တို့ကတိတ်မတက်တော့ဘူးပေါ့နော်။နောက်တာမန်ကစားသမားဖြစ်တဲ့အတွက်ကြောင့်ကြတာလွဲတယ်29လောက်ဆိုရင်ဈေးကောင်းရတော့တာမဟုတ်ဘူး။အခုတော့မှဘာစလိုနာအသင်းကြီး Rafinha ကိုပြန်လဲရောင်းထုတ်ရေးမှာခက်ခဲမှုတွေကြုံတွေ့နေရတယ်။ Rafinha ရဲ့အသက်ကလည်း25လောက်မှစပြီးတော့ပြိတ္တကသတိထားမိတာ哦။အဲ့မတိုင်ခင်ပေါ်တူဂီလီမှာတော့ဘရူးမတိတ်သတိထားမိတာမဟုတ်ဘူး။ ။ထားပါ။အဲ့ပြောချင်တာ Rafael Leao ကလည်းအသက်အရွယ်ကနံပါတ်1ကျွန်တော်တတိထားရမယ့်အသက်အရွယ်ဖြစ်နေပြီ။နောက်တစ်ပိုင်းကဒီကောင်လေးရဲ့ mentality ဘိုင်းပေါ့။ဟိုတိတ်ပြီးတော့အစင်မပြေဘူး။မချူရမဖြစ်တဲ့တဲမှာပါတယ်။ပြိုင်ဘက်အသင်းပေါ်ရင်းနဲ့မကြာခဏဆိုသလို quantity လေးရှိတယ်။ AC Milan အသင်းကလည်းဒီကောင်လေးကိုဈေးကောင်းရဖို့အတွက်သာအသင်းမှာဆက်ထားမယ်လို့ဘယ်အသင်းမှမယောင်းချင်ဘူးလို့ရှောက်ပြောနေပေမဲ့သူတို့ကိုယ်တိုင်က꽌ရမှာဒီကစားသမားကိုခေါ်ဖို့အတွက်ကန့်လန့်မှုတွေရှိတယ် အထူးသဖြင့် Chelsea ပေါ့ Chelsea နဲ့ AC Milan တို့ကြားထဲမှာ relation ကောင်းနေရှိတယ်ဗျာကစားသမားတွေရောင်းချတာတွေရှိတယ်နောက်ပြန်ပြီးတော့အငှားချပေးတာတွေရှိတယ်အဲ့တော့ Rafael Leao ကိုခေါ်မလား Jovlis ကိုငါတို့ဘလို့ပြန်ပြီးတော့အလဲထက်လုံနိုင်မလဲစရတဲ့သတင်းမျိုးတွေလည်းထွက်ထားတဲ့အခါကျတော့ Rafael Leao ဒီ AC Milan မှာတေချာဖို့ပြဿနာရှိတယ်ဆိုတော့အရာဖိလေရောခေါ်ရေးမှာမလွယ်မလွယ်တယ်ဒါပေမဲ့နောက်ဆက်တွဲမှာကျွန်တော်ကတော့ပြောသလိုစိုးကျိုးတွေရှိတဲ့အတွက်ကြောင့်သူ့ကိုခုံမဲ့ ကလပ်တင်းတွေအနေနဲ့တေချာစဉ်းစားဖို့ရှိတယ်။အဲကျွန်တော်နောက်တစ်ပိုင်းဘာစီလိုနာနဲ့ AC မီလန်ဘာစီလိုနာကိုမခုံနိုင်ဘူးပြောတာမဟုတ်ပါဘူး။သူတို့ဒီ profile မြင့်တဲ့အသင်းတစ်သင်းမှာအတမိုင်းစင်လာရလဲခံနာခဲ့တဲ့အသင်း။တိုးရင်လည်းလက်ရှိအချိန်မှာတော့ Liverpool အသင်းကိုဟိုဘန်နာရေးရပဲဖြစ်ဖြစ်။နောက်အနာဂတ် plan စီမံကိန်းရပဲဖြစ်ဖြစ်မရှင်းနိုင်ဘူးဗျ။ဒါကျွန်တော်အယူအသားဆုံးပြောတာ။ဘာစီလိုနာတမိုင်းမှာကောင်းခဲ့တာတစ်ပိုင်းအခုချိန်မှာဘာစီလိုနာဒီကစားသမားတွေခေါ်ဖို့ဆိုရင်အသင်းမှာရှိတဲ့ကစားသမားတွေကို first priority အနေနဲ့အရင်ရော ဒီလိုမှမဟုတ်ရင်တို့ခေါ်နိုင်မှာမဟုတ်ဘူးအဲ့ပြဿနာကြီးထက်တက်နေအောင်ပါပဲဒီနေ့မှာတော့မှဒန်နီအော်လ်မိုကို register လုပ်ဖို့အကြာကြီးစောင့်ခဲ့ရသေးတာပဲ now အယုတ်ကလေးလို့ခေါ်တဲ့ Frankie D အောင်ပေးနေရတဲ့လောက်ခပမာဏတီ9သိန်းနဲ့9သိန်းဝန်းကျင်မှာရှိတယ်တပတ်တပတ်အောင်နော်အဲ့ကစားသမားကိုဘယ်လိုရောင်းထုတ်မလဲဘယ်ကလပ်တင်းကခေါ်မလဲ sorry bro လေးက club တွေကလွဲရင်ဥရောပမှာ PSG တော့မခေါ်နိုင်ဘူးဗျာအဲ့လောက်လောက်ခပမာဏကြီးကိုဆိုတော့ဘာစတနာရဲ့ကစားသမားရောင်းချမှုတွေဟာ ို့ပြီးရှုပ်ထွေးတဲ့အတွက်တကယ်သာလီဗာပူးစိတ်ဝင်စားမယ်ဆိုရင်ရာဖီလေယောလီဗာပူးတင်းဟာခုံနိုင်ကြီးရှိတယ်။နောက်ကျွန်တော်ကြားရတဲ့ဒီနေ့မှာလီဗာပူးကိုလာချင်နေတဲ့ကစားသမားတွေကများနေတယ်ဗျ။ဒါကလည်းလီဗာပူးရဲ့ဒီနေ့ရည်အမြင့်ပြန်နိုင်မှုကြောင့်လို့တော့ကျွန်တော်ထင်တယ်။သူတို့ရဲ့ plan တွေကလည်းကောင်းတာပါမှာပေါ့ဗျာ။ Isak နောက်တစ်တယောက် Joao Pedro Pedro ကလည်းတင်းပြောင်းခွင့်ရမယ်ဆိုရင်လီဗာပူးကိုပြောင်းမယ်ဆိုတဲ့သတင်းမျိုးတွေကြားထားရတယ်။အဲ့တော့ကျွန်တော်ရာဖီလေယောကိုဒါလီဗာပူးတကယ်ကမ်းလမ်းမယ်ဆိုရင်လီဗာပူးတင်းကိုရောက်လာနိုင်တယ်။သို့တော့ ရာဗီလီယောက left wing ကကစားသမားဖြစ်တဲ့အတွက်ကြောင့် left wing မှာ Louis Diaz, Cody Gakpo နှစ်ယောက်ရှိနေတယ်။ဆိုတော့မူသလာထွက်သွားရင် right wing ကိုပဲဦးစားပေးပြီး Liverpool ခေါ်ဖို့ရှိတယ်။အဲ့ဒါကြောင့် Raphael Leao နဲ့သတင်းတွေကိုတော့ Liverpool ရော Barcelona ရောတိတ်ပြီးတော့မဖြစ်နိုင်ဘူးလို့ကျွန်တော်သုံးသပ်မိပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ German ဘက်က bid ကပေါ်ပြထားတဲ့သတင်းဖြစ်ပါတယ်။ Bayern Munich တင်းကအခုဇန်နဝါရီပြောင်းရွှေ့ကာလမှာအားကြီးစိတ်ဝင်စားခဲ့တဲ့ Kingsley Coman ကို သူတို့တောင်းဆိုတဲ့ဇင်းနှုတ်တက် short ချပြီးတော့ရောင်းတော့မှာဖြစ်ပါတယ်ငကိုကလေးကကျော်တကင်းပဲရှင်းရှင်းလေးကျွန်တော် Kingsley Coman နဲ့ပတ်သက်ပြီးအတော့ဆွေးနွေးမှုတယ်အဲ့လောက်ပြောင်းရွှေ့ခြင်းပမာဏပေးပြီးခေါ်ရင် bro ဂျင်းမိပြီလို့ German Bundesliga club တွေကအဲ့တိုင်းပဲသူတို့လိမာတော့ဘယ်ကစားသမားမဆိုလာကစားတကယ်ယူကောင်းတာ bro သမိုင်းစင်လိုက်မှာ live ကြည့်ကြည့်လိုက် German Bundesliga ရဲ့အဲ့လိုဂိုးသွင်းပြင်ဖြစ်ခဲ့တဲ့ကစားသမားတွေဒီအစီအအေးတွေပဲတကယ်တကားဆိုဂျိုလင်တန်တို့ဂိုးများကြီးသွင်းခဲ့တာပဲဟော်ဖန်အိမ်းမှာတိုးတော်လည်း ပရီးမီးယားလိရောက်လာတဲ့အခါကျတော့ကိုယ့်နဲ့ကစားသမားဖြစ်သွားတယ်။တခြားတခြားသောသူတွေလည်းအများကြီးရှိတယ်။အဲဒီထဲမှာကင်စလီကိုမန်တယောက်လည်းအပါဝင်ပေါ့နော်။အဲ့တော့ကင်စလီကိုမန်ကိုဇေနုံရှော့ချလိုက်တယ်ပဲဆိုပါသေးဘူး။သူ့ရဲ့အသက်အရွယ်28ရှိနေပြီ။ရာဖီလေယောနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ပြောပြီးသွားပြီ။တောင်ပင်ကစားသမားတယောက်28-29ဆိုရင်ဒါကြီးတဲ့ထဲမှာပါသွားပြီ။အဲ့တော့အာဆင်နယ်ကလည်းဈေးတောက်အောင်ပဲလို့တော့ကျွန်တော်ထင်တယ်။ကင်စလီကိုမန်ကိုတုံးတော့မလားဗျာ။လောလောဆယ်မာတင်နယ်လီရှိနေတာပဲ။ခေါ်မခေါ်တော့အထောင်တိုက်စစ်မှုတယောက်ပဲ။ဈေးပေးပြီးခေါ်မယ်လို့ထင်ပါတယ်။ကင်စလီကိုမန်ကတော့ ပရီးမီးယားလိရဲ့ကလပ်သင်းကြီးတွေခုံမှုဆိုတာတိတ်ပြီးမဖြစ်နိုင်တဲ့အခြေအနေဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့ဖူတလီကိုကုညီပံ့ပိုးထားတဲ့ football game မှာ one spot ကိုလည်းကစားလို့ရပါပြီ promo code ဖြစ်တဲ့ fpk အကြီးစလုံး93လုံးကိုရိုက်ထည့်ပြီးတော့ကစားပေးပါဒီထက်ပိုပြီးတော့အသေးစိတ်သိကြနေဆိုရင်တော့ဘာဘာနံပါတ်6663လုံး33လုံးမှာဆက်သွယ်ဆုံးသံမေးမြန်းနိုင်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပါ football insider ကပေါ်ပြထားတဲ့သတင်းပဲဖြစ်ပါတယ် liverpool တင်းရဲ့အသက်25နှစ်အရွယ် uruguay တိုက်စစ်မှုဒါဝင် nunez က liverpool မှာ မပြောမရှင်ဖြစ်နေတယ်လို့ကျွန်တော်သိရပါတယ်။ဇန်နဝါရီကာလမှာအသင်းကနေထွက်ခွာလို့ပေမဲ့လီဗာပူးကတော့အဟီလဲကိုပြောင်းရွှေ့ဖို့ပိတ်ပင်ခဲ့ပါတယ်။လီဗာပူးနဲ့ဒါဝင်နူညက်စ်ကြားမှာဘာတွေဖြစ်နေလဲဘယ်သူမှတိတိပပမသိဘူးဆိုပေမဲ့လည်းလီဗာပူးရဲ့အပြောင်းရွှေ့ policy ဒါမှမဟုတ်အပြောင်းရွှေ့ strategy လို့ပြောရမှာပေါ့။တခုခုရှိ ਉ ရှိတယ်။အဲ့တော့ကြောင့်ပိတ်ပင်တားဆီးခဲ့တယ်လို့ကျွန်တော်ယူဆတယ်။ဒါမှမဟုတ်လည်းရိုးရိုးလေးတွေးကြည့်အောင်ဒီနေ့ရာဒီလီဗာပူးမထင်ထားတဲ့အခြေအနေမျိုးကနေအမြင့်ပြန်တယ် ီလူချင်းစုဖွဲ့မှုကိုထပ်ပြီးတော့ short ချလိုက်ရင်မလုံတဲ့နဲ့အနေထားပေါ့ဗျာဒါဝင်နူးညက်စ်ကိုရောင်းလိုက်လို့ရတယ်โอเคပတ်စံလဲရတယ်တိုးရမယ်လဲသူတို့ပြိုင်နေရတဲ့ပြိုင်ပွဲက Premier League တစ်ဖက်မှာ Champion League ရှိတယ် squad ဖြစ်ဖို့အနည်းနဲ့အများတော့လိုတယ်ဒီ risk ကြီးကိုမယူခြင်းတဲ့အတွက်ကြောင့်ဒါဝင်နူးညက်စ်ကိုရောင်းဖို့ပိတ်ပင်တားဆီးခဲ့တယ်လို့လည်းကျွန်တော်ထင်တယ်တကယ်လို့သာတိုက်စစ်မှုတယောက်အသင့်အနေထားရှိနေမယ် squad up လည်းဖြစ်မယ်ဒီနေ့ညရာဒီပြောင်းရွှေ့ကာလမှာလည်းလူခေါ်ထားမယ်ဆိုရင်ဒါဝင်နူးညက်စ်ကိုရောင်းကောင်းရောင်းမယ်အဲ့တော့ လီဗာပူးရဲ့ transfer strategy ဖြစ်နိုင်တယ်လို့ရိုးရိုးလေးကျွန်တော်တွေးကြည့်တယ်လို့မျိုး squad depth ဖြစ်ဖို့အတွက်မယောင်းတာမျိုးလည်းဖြစ်နိုင်တယ်။တေချာတကူကတော့နွေရာသီပြောင်းရွှေ့ကာလမှာလီဗာပူးရဲ့အပြောင်းရွှေ့ကြီးကြီးမားမားတွေကိုကျွန်တော်တို့မြင်ရဖို့ရှိတယ်။ထိတ်တန်းကစားသမားတချို့ရောက်ရှိလာနိုင်တယ်လို့အသင်းမှာမလိုအပ်တော့တဲ့တနည်းအားဖြင့်အံ့ဝင်တော့တဲ့ကစားသမားတွေကိုလည်းရောင်းထုတ်ဖို့ရှိနေတယ်။ဒီထဲမှာဒါဝင်နူးညက်စ်တယောက်အပါဝင်မယ်။ဒါဝင်နူးညက်စ်ကိုအခုနောက်ဘောလုံးရာသီဒစ်မစခင်နွေရာသီမှာသူပြောင်းကျင်တဲ့ ကလပ်တင်းတွေကိုပြောင်းရွှေ့ခွင့်ပြုမလားဒါမှမဟုတ်ဈေးကောင်းရမှာပဲရောင်းမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ဆွေးနွေးအောင်ခင်ဗျာဒီသတင်းကတော့ပေါ်တူဂီဘက်ကရက်ကော့ပေါ်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်မန်ယူနိုက်တက်အသင်းရဲ့ Swedish နောက်ခံလူ Victor Lindelof ဟာဒီနှစ်နွေရာသီမှာအသင်းကနေထွက်ခွာခြင်းနေပြီးတော့အသင်းအောင် Benfica ကိုပြန်သွားလိုနေတယ်လို့သိရပါတယ်ခင်ဗျာ Lindelof ရဲ့အကောင်းဆုံးအချိန်တွေကအပွင့်လင်းပြောရင်တော့ Benfica မှာပဲရှိခဲ့တာ United အသင်းကိုရောက်လာတဲ့အချိန်မှာလည်း ဲ့လောက်ကောင်းနေတော့မဟုတ်ဗျတို့တော့လဲ Landel of ကနည်းနည်းငြိမ့်နေဗျတိတ်ပြီးတော့စကားများများပြောတဲ့ကစားသမားမဟုတ်ဘူးပွဲကစားခွင့်ရရင်လဲသူအကောင်းဆုံးကြိုးစားကစားပေးတဲ့အတွက်ကြောင့် Landel of ကောင်းခြင်းဆိုးခြင်းကိုပရိသတ်ကတိတ်ပြီးတတိမထားမိဘူးတို့တော့ United မှာအောင်မြင်ခဲ့တယ်လို့တော့မဆိုနိုင်ဘူးပေါ့နော်အဲ့အတွက်ကြောင့် Landel of ဒီ South တန်းကုံဆုံးတော့မဲ့အခြေအနေမှာ Benfica အသင်းကိုပြန်လဲပြောင်းရွှေ့တာကတော့သူ့အတွက်ကောင်းမယ်လို့ထင်တယ် Landlord ကိုခေါ်တဲ့အချိန်ကာလတုန်းကပြောင်းရွှေ့ကြည့်အမောင်းပမာဏတော့ United တင်ပြန်ပြီးတော့ရမှာမဟုတ်ပါဘူး အလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာခွင့်ပြုရမှာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုပေးရမယ့်လုခပမာဏပဲညှော်နေသွားဖို့ရှိပါကြောင်းသုံးသက်ဆွေးနွေးနေပဲဒီနေ့ဗီဒီယိုလေးဒီမှာနားချင်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ